ဆိုတော့နောက်ထပ်မိကွန်းကြတော့ကျွန်တော်အနေနဲ့ဒီရေပေါ်နေအောင်လေးကိုမျိုးစုံပြန်ပြီးတော့လေးပေးကြတာပေါ့လေဆိုတော့အာကျွန်တော်ကြံကြည့်လိုက်ရှိရင်ကျွန်တော်ဒီလက်ရှိပေါ့အထင်ကြီးရကျွန်တော်ဒီနိုင်ငံရေးပါတီကအာဒီစစ်တပ်ရဲ့လက်ခုပ်သေးကကြည့်လို့ရေလို့ဖြစ်နေတာပေါ့လေကျွန်တော်မနေ့တနေ့အပဲဒီဒီသုံးလုံးပါတီကအုတ်သားဆိုလို့ရှိတယ်ကျွန်တော်ယူကောပွဲပြီးလုပ်ရအောင်ဆိုရပေးခက်တာကျွန်တော်တွေ့နေရဆိုတော့ဒီလိုအခြေအနေတွေအများကြီးကျွန်တော်ချက်မှလေးတာတာတကားတွေကျွန်တော်တွေ့မိရပြည်တာလည်းဖြစ်ပါတယ်ဆိုတော့ ဒီအထက်မှာကျွန်တော်တို့ဘီတုပါတီဥက္ကဋ္ဌဥက္ကူကြီးကတော့ဒီလွတ်လပ်ငြိမ်းချမှုမရှိပဲဒီတွေဝချမ်းသာမှုအာမဖြစ်နိုင်ဘူးလို့သူပြောနေတာပေါ့လေဆိုတော့ကျွန်တော်နိုင်ငံရေးလုံနေတဲ့လူကိုဒီအတင်းအဖွဲမခံဘူးဆိုလို့ရှိရင်ကျွန်တော်ခွဲခွဲခြားဆက်ဆန္ဒဖြစ်တယ်လို့လည်းသူပြောဆိုတာကျွန်တော်ကြားရတယ်သိမြင်ရတယ်ဆိုတော့အလားတူဒီဒီစီအုပ်စုစီမှာဒီမတ်ပုံတင်ကြတဲ့နိုင်ငံရေးပါတီတွေကဒီလူထုရဲ့စန္ဒကိုဒါလည်းယူရှုပြီးတော့ ီသူရဲ့မျက်နှာကိုဒီမပူပေးတော့ဘူးလေဒီစစ်အုပ်စုရဲ့စစ်တပ်ဒါကျင်းပပေးမဲ့ယူကော့ပွဲဟိုဘယ်သူအခန်းဒီပေါ့လေဒီအဲ့အခန်းကတော့သူအနေနဲ့အမွန်တင်ပြီးတော့ချီချူပြောဆိုနေရတယ်ကျွန်တော်သူသိမြင်နေရတယ်ဆိုတော့ဒီ channel ပေါ်မှာကျွန်တော်ခြုံငုံချိလိုက်လို့ရှိရင်ဒီသူ့ရဲ့ဒီလာရနဲ့လာရကကျွန်တော်ဘယ်ကိုဥတီဖို့သူ့အနေနဲ့စူးစမ်းနေရလဲဘယ်ကိုပေါ့နော်တိုက်သွင်းနေရဘယ်ကိုဥတီနေရလဲပေါ့ဒီပြဿနာကဘာလဲ ဆိုတော့ကျွန်တော်တို့ဒီပြီးတော့ဒီဒီအသေးချာကမေးသမီးရခုထက်သူကဒီစတအလိုကျတွားနေတဲ့ပုံစံနဲ့ကျွန်တော်တွေ့နေရတယ်။ဆိုတော့ဒီအကြောင်းအရာပေါ်မှာဆွေးနွေးပြီးပထမဆုံးအဲရေပေါ်နေအောင်ကျွန်တော်ဖိတ်ခေါ်လိုပါတယ်။ဟုတ်ကဲ့။ဆက်ဆောင်မိတ်ဆက်ပြစီပေါ့။အဲကျွန်တော်ကတော့ဒီရေပေါ်နေအောင်ဖြစ်ပါတယ်။ဒီချမ်းပြည်တောင်ပိုင်းအမျိုးသားများလူမျိုးရေးအဖွဲ့အစည်း SNLO ရဲ့ဒီအဖွဲ့ဝင်တယောက်ဖြစ်ပါတယ်ပေါ့နော်။ဆိုတော့အခုလက်ရှိအခြေအနေအရကျွန်တော်တို့ဒီ ရေကောက်ပွဲချီနေနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်တို့လာရနဲ့လာရဝိုင်းရလာရနဲ့လာရနဲ့ပတ်သက်ပြီးတော့ဖိတ်ခေါ်ပြီးတဲ့ Federal Channel မြန်မာကိုလေအဲကျွန်တော်တို့ကျေးဇူးတင်တယ်ဒီယခုဖြစ်နေတဲ့ပြည်သူလူထုများကိုလေဥစွာကျွန်တော်တို့အထူးပင်ကျေးဇူးတင်ပါတယ်ပေါ့ဆိုတော့အဲကျွန်တော်တို့ဒီလက်ရှိရေကောက်ပွဲအခြေအနေကိုပြောရရင်အဲကျွန်တော်တို့လာရကိုကျွန်တော်တို့အရင်ပြောရမှာဖြစ်ပါတယ်ပေါ့ဆိုတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံ ဒီတမိုင်းနောက်ခံအရာဆိုရင်ကျွန်တော်တို့အဝေးကိုမကြည့်တော့မှကျွန်တော်တို့1990ရေကောက်ပွဲကိုကျွန်တော်ပြန်ကြည့်ရမှာဖြစ်တယ်ဆိုတော့အဲ့ဒီအချိန်ဒီမှာလည်းပြည်သူလူထုဟာကျွန်တော်တို့စစ်အာဏာချင်းစနစ်ကိုတပါတီအာဏာချင်းစနစ်ကိုမကြိုက်ဘူးဆိုတာလည်းတက်တည်ပြထားပြီးပြီဆိုတော့ပြည်သူလူထုကပုံဩယုံကြည်တဲ့ပါတီတရက်ကိုလည်းပြည်သူလူထုကဒီထောက်ခံလို့ဒီအပြတ်တက်ကိုနိုင်သွားတဲ့အချိန်ဒီတရက်ဖြစ်တယ်ဒါဝူမှကလိန်ကျင့်ညံ့နဲ့တစ်ဖက်ဆောင်နေပြီးတော့သူတို့လှုပ်သွားတဲ့ဒီကျွန်တော်ဖွဲ့စည်းပုံရေးဆွဲရေး အတွက်ကျွန်တော်ရေကောက်ပဲလုပ်တယ်ဆိုရင်ခေါင်းစဉ်တက်တယ်ဆိုတော့နောက်ထပ်တစ်ခုအနေနဲ့ဒီကျွန်တော်တို့2010ကာလောက်ကျွန်တော်ပြန်ကြည့်ရမှာဖြစ်တယ်ကျွန်တော်တို့2007အခြေခံဖွဲ့စည်းပုံရကျွန်တော်တို့ဒီပါတီစုံထွေတီရေကောက်ပဲကိုသူတို့လုပ်ပါတယ်ပေါ့ဆိုတော့2007အခြေခံဖွဲ့စည်းပုံကလည်းဘယ်ပြည်သူလူထုကလက်ခံပါတယ်လဲဆိုရတဲ့ဟာကိုကျွန်တော်တို့မေးရမှာဖြစ်တယ်တနည်းအားဖြင့်ပြောရရင်ကျွန်တော်တို့နာကိဖွဲ့စည်းပုံလို့တော့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဆိုတော့အခု2025ကျွန်တော်တို့အခြေအနေကိုပြန်ကြည့်မယ်ဆိုရင်လေဒီကျွန်တော်တို့2020အရဆိုရင်အဲပြည်သူလူထုက ျွန်တော်ရွေးချယ်တင်မြောက်ထားတဲ့အစိုးရကရှိပြီးပြီဆိုတော့အဲ့ဒီအစိုးရကိုကလင်ကျင့်ညံတဲ့သူတို့ဒီဒီမဲမတက်မှမှုနဲ့ကျွန်တော်တို့အန်စီထောင်ချတယ်အချင်းချတယ်အဲ့ဒီအတွက်ပဲကျွန်တော်တို့ပြည်သူလူထုကနေပြီးတော့အေယာမပြည်သူလူထုကြီးကနေပြီးတော့အာနာချင်ကိုမကြိုက်ဘူးအာနာချင်စနစ်ကိုမကြိုက်ဘူးဆိုတဲ့ဟာကိုအတီလင်းပြောင်းဒီစန္ဒပြရှိတဲ့ပွဲကြီးနဲ့ပြောထားပြီးပြီဒါကိုသူတို့ကလက်မခံနိုင်တဲ့အနေအထားမှာကျွန်တော်တို့လက်နက်သုံးဖြိုခွဲမှုတွေအကြမ်းဖက်ဖြိုခွဲမှုတွေဖြစ်ပါတယ်ပေါ့ဒါကတော့ကျွန်တော်ဒီ ဟိုကျွန်တော်ရေကောက်ပွဲအခြေအနေနဲ့ပတ်သက်တဲ့လာယာကိုလို့တော့ကျွန်တော်ပြောရှင်းတယ်ကျွန်တော်လာယာလာယာအခြေအနေကိုကျွန်တော်တို့ပြန်ပြီးပြောရရင်တော့အခုကျွန်တော်တို့ဒီကျွန်တော်တို့အခြေအနေက2008ခံဥပဒေဖွဲ့စည်းပုံကိုကျွန်တော်ဖျက်သိမ်းပြီးပြီဖြစ်ပါတယ်ဒါအတိအလင်းပြောပါတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ရေကောက်ပွဲလို့ရတာလည်းကျွန်တော်တို့နိုင်ငံတကာမှာတရားဝင်မှုရအောင် legitimacy ရအောင်တို့သူတို့လုပ်တယ်နိုင်ငံတကာမှာတန်ခင်းတမန်ခင်းတွေနဲ့သူတို့ဟိုအတိအလင်းပဲကျွန်တော်တို့ဘယ်လိုပြောမလဲအပေါ်ရင်ကြီး ချွတ်လိုက်တယ်လို့တော့ကျွန်တော်တို့ယူဆတယ်။အဲနောက်တစ်ခုအနေနဲ့ဟိုကျွန်တော်တို့ဓာမှုအုပ်ချုပ်ခံရထားရတဲ့အခြေအနေမှာလုံမဲ့ရေကောက်ပွဲကိုဝင်ပြိုင်တဲ့ပါတီများကလည်းအဲကျွန်တော်တို့ပြည်သူလူထုကိုအမှန်တကယ်ကိုစားပြုရလားဆိုတဲ့စကားလည်းကျွန်တော်တို့ဘက်ကပြောမှာဖြစ်ပါတယ်ပေါ့။ဆိုတော့ဒီကျွန်တော်တို့ဥက္ကူကြီးပြောသလိုပါပဲ။ကျွန်တော်တို့လွတ်လပ်ငြိမ်းချမ်းမှုမရှိဘဲနဲ့ကျွန်တော်တို့ကြွယ်ဝချမ်းသာမှုမရှိဘူးဆိုရင်ရောကျွန်တော်တို့နိုင်ငံကကောလွတ်လပ်ငြိမ်းချမ်းတဲ့အခြေအနေဖြစ်ပါသလားဆိုတဲ့မေးခွန်းကျွန်တော်တို့မေးရမှာဖြစ်ပါတယ်။ဒါဟာလူထုကို ပြောင်းစော်ကားတာလူထုကိုပြောင်းတိတ်ခိတ်တာဖြစ်တယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့နိုင်ငံရင်းလောက်တဲ့အသင်းဖွဲ့တွေဟိုကျွန်တော်တို့ဒီအဲတူတူမလုံနိုင်တာတွေဆိုရင်ရောအဲသူတို့ဖက်ကမြင်နေမြင်ခွဲခြားဆက်ဆံတာဆိုရင်ရောဒီသူပြောတဲ့နိုင်ငံရေးဆိုတာဘယ်လိုနိုင်ငံမျိုး ဘယ်လိုနိုင်ငံကြီးမျိုးပါတယ်လဲဆိုတာကျွန်တော်ထက်ဆောင်မိကုမေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီကလိန်ကြီးရေကောက်ဘဲကိုဝင်ပြိုင်တဲ့ပါတီတွေကရောပြည်သူလူထုကိုအမှန်တကယ်ကိုစားပြုရလားဆိုတဲ့အခြေအနေတရက်ကိုကျွန်တော်တို့ကကောင်းကောင်းမြင်တဲ့အခြေအနေမှာလည်းကျွန်တော်ရှိတယ်တန်းနဲ့ရှိတဲ့အေရမလူထုကြီးကလည်းကျွန်တော်တို့အာနာတိုင်းနာကိုလက်မခံနိုင်အကြောင်းကိုတက်တည်ပြပြီးပြီးစစ်အာနာရှင်စနစ်ကိုမကြိုက်ဘူးလို့လည်းအတိအလင်းပြောင်းအနေနဲ့ကျွန်တော်ပြောထားပြီးပြီဖြစ်တယ်ဆိုတော့အခုလက်ရှိရေကောက်ဘဲဝင်ပြိုင်မဲ့နိုင်ငံကြီးပါတီတွေရဲ့အခြေအနေက ကျွန်တော်တို့တခုပဲပြောပါမယ်ပြည်သူလူထုအမှန်တကယ်လိုအပ်နေတာဒီမိုကရေစီစနစ်ကိုကျွန်တော်တို့လိုအပ်တာဖြစ်တယ်ကျွန်တော်တို့နိုင်ငံအရာဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတခုခုတည်ဆောက်ရမယ့်အခြေအနေမှာပြည်သူလူထုကလည်းဒီမိုကရေစီစနစ်ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ရောဒီရေကောက်ပွဲရဲ့ရလဒ်ရောတကယ့်ကိုလွတ်လပ်တဲ့မျှတတဲ့ရေကောက်ပွဲတခုဖြစ်ပါရဲ့လားနောက်ပြီးတော့ကျွန်တော်တို့နိုင်ငံရောပြည်သူလူထုတွေဒူလာတဲ့တောင်းတတဲ့ဒီမိုကရေစီရောရပါလားဆိုတော့အခြေအနေမှာကျွန်တော်တို့မေးရမှာဖြစ်ပါတယ် အနည်းချုပ်ကိုပြောရရင်အဲကျွန်တော်တို့လက်ရှိ2025ရေကောက်ပွဲအမြင်ပေါ်ဟုကျွန်တော်ပြောရရင်တော့အဲသူတို့ဒီဒီနိုင်ငံတကာဆက်ဆံရေးတွေအဲနိုင်ငံတကာမှာတရားဝင်မှုအရာသူတို့ဟိုပြောမလဲဘလူးကောင်းကိုချစ်အောင်တင်ဖို့ပဲနဲ့အစွဲကိုဖျက်ပြတဲ့အခြေအနေလို့တော့ကျွန်တော်မြင်ပါတယ်လက်ရှိကျွန်တော်ရဲ့တုံသက်ချက်အရတော့ဒီဟိုကျွန်တော်တို့ဒီရေကောက်ပွဲဒီကျွန်တော်တို့ထွက်ပေါက်မဟုတ်ဘူးကျွန်တော်တို့ထောင်ချောက်တစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်အတိအလင်းပြောချင်ပါတယ်ပေါ့ကျေးဇူးတင်ပါတယ် စစ်ကောင်မရှိရင်ပြမယ်ရွေးကောက်ပွဲဟာကျွန်တော်တို့ပြည်သူလူထုအတွက်ဒီထွက်ပေါက်ဆိုတာတက်တာထောင်ချောက်တက်ကိုကျွန်တော်ပူရောက်သွားနိုင်တယ်။ဘာဆိုတော့အာခုနရှေ့မှာဆရာဆရာမနေရာဆွေးနွေးသွားလို့ပဲပေါ့လေ။စစ်ကောင်ရှင်ဒီစစ်တပ်ရဲ့တက်ဆူရှင်ရေးကိုပဲဒီစစ်တမ်းတင်ထားတဲ့ရွေးကောက်ပွဲတခုဆိုတော့ကျွန်တော်အကုန်လုံးတွေ့မြင်နေရပြီးသားဖြစ်ပါတယ်။ဆိုတော့အာဒီကြောင်းရပုံမှာပဲပေါ့နော်။အာဘုံမျိုးစောမျိုးစောတို့ကတော့ဒီနိုင်ငံရေး quality ဖက်ကဆိုတဲ့ခါကျတော့ဒီပြည်သူလူထုနဲ့နိုင်ငံရေးပါတီဂျာက ဆက်ဆံရေးဟာလက်ရှိခြေအနေမှာတို့တို့ဘယ်လိုမျိုးခြေနေဖြစ်တည်နေဒီဒီသူအခုရွေးကောက်ပွဲဝင်ဖို့လုပ်နေတဲ့လူတွေဟာခုနဒီနေ့ခုမှပါသူပဲပေါ့လေဘီဒူလူသူရဲ့အကျူးစီးပွားဆိုတာတစ်ချက်စစ်တပ်ရဲ့အလို့ကြောက်ကိုလိုက်ရောပြီးတော့သူတို့ဒီနောက်ကနေစစ်တပ်ကဒါမလုပ်ရအောင်ဒီဖွဲ့စည်းပုံဒီဒီရပေဖြစ်တယ်ဆိုတော့သူတို့အနေနဲ့ဘာမှခြေခြေပောက်ခွင့်မရှိဘူးဆိုတဲ့အနေထားမှာရှိနေတာကြတော့ဒီရေရှည်မှာရောဒီနိုင်ငံရဲ့ပါတီတွေရဲ့ ခြေနေလာလာတွေအထိစုပ်ပြီးတော့ဆွေးနွေးပေးပါဦးလို့ဆိုဒီတော့နံပါတ်1အနေနဲ့ဟိုကျွန်တော်ဆွေးနွေးလိုတာကဒီကနေ့နိုင်ငံရေးပါတီနိုင်ငံရေးဖွဲ့စည်းတော်လှန်ရေးဖွဲ့စည်းဒီအင်အားစုတွေဒီဖွဲ့စည်းတွေဒီပါတီတွေဆိုတာကနံပါတ်1ဂျူစီဘွားကပြည်သူလူထုဂျူစီဘွားကိုဦးထိပ်ထားတယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ပြည်သူလူထုဘက်ကရက်တီဖို့ကအခြေခံကြဆုံးဖြစ်တယ်လို့ကျွန်တော်အနေနဲ့အဲ့လိုယူဆပါတယ် နော်ဒီကနေ့တော်လိုင်းရေးမှာဆိုရင်လည်းကျွန်တော်တို့ပြည်သူလူထုဘက်ကိုရက်တည်ပြီးတော့ပြည်သူနဲ့တူနော်တိုက်ပွဲဝင်ဖို့ပြည်သူလူထုတောင်းဆိုနေတဲ့ပြည်သူလူထုလိုလားတဲ့အကျိုးကိုကောင်းတဲ့ပေါ်ဖို့ကနိုင်ငံရေးပါတီတွေရဲ့အဓိကနံပါတ်၁ပူဇော်ပေးကျူးစီပေါ်ဖြစ်တင်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်အဲ့တော့အဲကျွန်တော်တို့ရှေ့ကရေးဖို့လဲဒီရေးောက်ပွဲခြေနေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတုံးသက်ခဲ့ရတယ်ရှိပါတယ်နောက်တစ်ခုကတော့ အဲကျွန်တော်ရှေ့မှာဆွေးနွေးသလိုပေါ့လေဒီရွေးကောက်ပွဲကိုစေဥစုကဘလို့အချင်းနေဘလို့အကြောင်းအကြောင်းကောင်းတဲ့ပို့ဖို့ကြိုးပမ်းနေတယ်လေဆိုတော့အချင်းနေအကြောင်းအရာတွေကိုလည်းကျွန်တော်အမြင်ပေါ့တုံးတက်ခဲ့တာရှိတယ်အဲ့တော့ပြန်ပြီးတော့ပြောမယ်ဆိုရင်ဒီကနေ့စေဥစုပြုလုပ်မဲ့ဒီကလင်းချုံဟန်ပြဒီရွေးကောက်ပွဲဟာသူတို့သဆိုးရှေဖို့ကောင်းတဲ့ပို့တဲ့ လုပ်ငန်းစဉ်တရက်တာဖြစ်တယ်လို့ကျွန်တော်တို့အနေနဲ့ပြောလို့ရတယ်။ဒါကိုလည်းသူတို့အာဏာသိမ်းပြီးကလေးရပေါ့နော်။သူတို့ချမှတ်ခဲ့တဲ့ရှေ့လုပ်ငန်းစဉ်9ရက်မှာတစ်ချက်ပါဝင်ဖြစ်ပါတယ်။ရေကောက်ခွဲပေါ်ဆောင်ပြီးတော့ပေါ်လာတဲ့အစိုးရနဲ့အတိုင်းပြည်ကိုဆက်ပြီးတော့အုပ်ချုပ်မယ်ဆိုတဲ့ဟာ။ဒါပေမဲ့ပြန်ကြည့်မယ်ဆိုရင်ဒီစစ်ဥစုကလူထုစန္ဒပေါ့နော်။ဒီလူထုကစန္ဒမေးပေးပြီးတော့ရေကောက်တင်မြောက်ထားတဲ့နိုင်ငံရေးပါတီတွေ နော်နိုင်ငံရေးသမားတွေကိုတနတ်အင်အားသုံးပြီးတော့ဖန်ဆီးပြီးတော့လူထုစန္ဒာကိုချိုးဖျက်ပြီးတော့လက်လက်နဲ့အာဏာသိမ်းပြီးတော့တက်လာတဲ့ဆိုရဖြစ်တဲ့ဒီကနေ့မှလည်းပြည်သူလူထုကိုပဲပေါင်းစုံနေလံပေါင်းစုံနဲ့ဖြစ်နေချုပ်ချင်နေတာအလုံးနဲ့အတိဖြစ်တဲ့ပေါ့နော်ဒီတော့စေကုစုဒီလိုပြည်သူလူထုကိုတနတ်ထောက်ပြီးတော့ပြည်သူလူထုကိုတနတ်နဲ့ချင်းချောက်ပြည်သူလူထုကိုချမ်းဖက်တက်ဖြတ်ပြီးတော့ ာနာကိုချုပ်ကင်ထားတဲ့ဒီစစ်အာနာရှင်တွေလုံးမဲ့ရေကောက်ပွဲဆိုတာကဒီကနေ့မြန်မာပြည်သူလူထုတရက်လုံးတောင်းတနေတဲ့တောင်းဆိုနေတဲ့တရားမျှတမှုတို့နော်ဒီမိုကရေစီရေးတို့ဘလို့မှပေါ်ပေါက်လာမှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ဒါထင်ရှားတဲ့ကိစ္စဖြစ်တယ်လို့ကျွန်တော်ပြောလိုပါတယ်။နောက်ပြီးတော့ဒီကနေ့ကျွန်တော်ပြည်သူလူထုကြုံနေရတဲ့သူတွေချက်သေးတွေဖိပခတွေဆင်းရဲဒုက္ခတွေကိုပို့ပြီးတော့ပြင်းထန်လာစေဖို့ပဲ ရှိလိမ့်မယ်လို့ကျွန်တော်လည်းပြောလို့ပါတယ်လို့အဲ့တော့ဒီကနေ့ကျွန်တော်တို့နောက်ထပ်ပေါ့လေပြည်သူလူထုရဲ့ယုံကြည်မှုကိစ္စပေါ့ဆိုတော့ဒီအခုလက်ရှိရေကောက်ပွဲဝင်ဖို့ကြိုးပမ်းနေတဲ့သူတွေကိုကျွန်တော်တို့ပြောလိုတာကတကယ်ကဒီစေဥစုလုံးမဲ့ရေကောက်ပွဲကရေကောက်ပွဲလို့တော့ပြောလို့မရဘူးဗျာ ဒါကလိန်ချုံပေါ့လေရှေ့မှာလည်းရေးဖို့ဆွေးနွေးခဲ့တာရှိပါတယ်ကျွန်တော်ရေးဖို့ဆိုတော့ကလိန်ချုံပြပွဲကြီးလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အခုဒီရေကောက်ပွဲမှာပါဝင်ပတ်သက်မဲ့ပါဝင်၃တော်ခံမဲ့သူတွေကလည်းဒီကလိန်ချုံပြပွဲမှာပါဝင်၃တော်ဖို့ပါဝင်၃တော်ခံဖို့စိတ်အားသက်သန်နေတဲ့သူတွေဖြစ်တယ်လို့အဲကျွန်တော်အနေနဲ့မှတ်ချက်ပေးလို့ပါတယ်အဲဒီနေ့ပြောမယ်ဆိုရင်ပေါ့လေကိုငချင်းကိုပါတာချင်းနေဆိုတဲ့စကားလို့ပဲဒီကနေ့စကားတက်လို့ပေါ့စကားပြောလို့ရလို့ ြောနေကြတဲ့ကိစ္စလေးလို့ကျွန်တော်ကျွန်တော်အနေနဲ့ထင်ပါတယ်အဲကျွန်တော်တို့လည်းသူတို့ပြောတဲ့စကားတွေကိုနားမျက်စိပါလို့ပေါ့နော်ကြားရမြင်နေရတဲ့သဘောတာဖြစ်တယ်လို့အဲဆိုချင်ပါတယ်ပြီးတော့ပြည်သူလူထုရဲ့သဘောဆန္ဒကိုကြောခိုင်းတွေ့ဖြေပြီးတော့အခုပြောနေတဲ့စကားပေါ့နော်သူတို့ပြောနေတဲ့စကားစကလုံးတွေနဲ့အချိန်ပေါင်းတလူလူပြောနေတဲ့ကိစ္စကပြည်သူလူထုရဲ့ယုံကြည်မှု မေတ္တာအဲ့ဒီဟာတွေကိုအလေးထားပြီးတော့အဲပြောဆိုဆောင်ရွက်နေတယ်လို့ကျွန်တော်အနေနဲ့မမြင်ပါဘူးအဲနောက်ပြီးတော့လက်တလောမှာပဲပေါ့ကျွန်တော်တလောကလည်းဒီ NDF ပါတီကိုစစ်စုကဖျက်သိမ်းလိုက်တယ် That's ရေကောက်ပွဲမှာပါဝင်ဖို့ပေါ့နော်တောက်လျှောက်အဲကျိုးပန်းနေတဲ့ဒီစစ်စုရဲ့ရေကောက်ပွဲကလင်ချုံရေကောက်ပွဲမှာပါဝင်သုံးတော်ခံပို့ကျိုးပန်းနေတဲ့ပါတီပြက်ပဲဒါမှစစ်စုကဖျက်သိမ်းလိုက်တယ်မနေ့တနေ့ကလည်း ့ရုပ်ောက်ပွဲဝင်ဖို့ပြင်ဆင်နေတဲ့တော်တက်ခိုင်ကိုလည်းရုပ်ောက်ပွဲကနေဝင်ပြိုင်ခွင့်ကိုဖြေရှားလိုက်တာမျိုးတွေရှိတယ်။အဲ့တော့ဆေးဥစုကသူတို့လက်ထဲမှာဒီကလင်ချုံရုပ်ောက်ပွဲအစီအစဉ်ဒီပြတ်ဆက်အစီအစဉ်တစ်ခုလုံးကိုဂိုင်ထားသလိုဒီရုပ်ောက်ပွဲရဲ့ရက်လက်ကိုလည်းကြိုပြီးတော့နော်ကင်ထားပြတာဖြစ်တယ်လို့ကျွန်တော်နေနဲ့ဟိုဆွေးနွေးချင်တယ်ပေါ့အဲ့ဒါကြောင့်လည်းတို့အကျိုးအတွက် တုံးမဝင်ဘူးလို့ယူဆတဲ့သူဘယ်သူမှဆိုဘောနော်ဖေရှားရှင်းနေမှုတွေထပ်ပြီးတော့လွတ်လာနိုင်စရာအကြောင်းတွေရှိတယ်ဆိုတာလည်းဒါထင်ရှားတဲ့ချက်ဖြစ်ပါတယ်အကြောင်းမို့ဒီရုပ်ောက်ပွဲမှာတုံးတော်ခံကြမဲ့ဘယ်သူမှဆိုဘောသူတို့ကိုဘယ်လိုပြီးသူပေးပြီးသူကမှဆန္ဒမပြုတ်သူတို့ဘယ်ပြီးသူကမှလည်းမေးပေးမှလည်းမဟုတ်ဘူးဘယ်ပြီးသူကမေးပေးတာဘယ်ပြီးသူကသူတို့ကိုဆန္ဒ ပြူတာနောက်ပြီးတော့သူတို့ကိုထောက်ခံတာအဲ့ဒါတွေကိုလည်းသူတို့စိတ်ဝင်စားမှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ယူဆပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီကိစ္စမှာပါဝင်မဲ့သူတွေကိုနိုင်ကဒီသူကကြည်ဖြူဖြူမကြည်ဖြူဖြူဒီသူကစန္ဒပြူဖြူမပြူဖြူစီဥစုကပေးတဲ့လောက်စီဥစုတသာတလောက်ကိုပို့ပြီးတော့နော်အဲ့ဒါကိုခြေခံပြီးတော့စီဥစုတသာပြူတလောက်ရေးမြောက်ခံရဖို့ပဲ ပိုပြီးတော့လူလာတဲ့အခြေအနေရှိတယ်လို့ကျွန်တော်လည်းမြင်တယ်။သူတို့ရဲ့အခြေအနေကစိစုတသာတလောက်နော်အဲ့ဒီအခြေအနေလောက်ကနေပဲရေကောက်ခံရခံရရနိုင်တဲ့အခြေအနေရှိတဲ့သူတွေလို့ကျွန်တော်လည်းအဲသုံးသပ်ပါတယ်။အဲဒါကြောင့်ဟိုသူတို့ဘက်ကလည်းပေါ့နော်ပြည်သူလူတွေချစ်တာမုန်းတာပြည်သူလူထုရဲ့ဆန္ဒအဲ့ဒီကိစ္စတွေကိုစိတ်ဝင်စားကြနိုင်လို့ကျွန်တော်အနေနဲ့မယူဆပါဘူးဟုတ်လက်တလို့တော့အဲ့လိုမြင်ပါတယ်